တငယ်ချင်းဖြစ်သူရေမွန်ရဲ့နောက်ကိုလိုက်သွားပြီးဖြစ်တဲ့အဆိုတော်အဒီနိုကဲပရိသတ်ကြီးတို့ရေမြန်မာနိုင်ငံရဲ့လူဦးရေတဝက်လောက်ကိုတိမ့်ပိုက်ထားနိုင်ခဲ့တဲ့အဆိုတော်ရေမွန်ကတော့သူ့ရဲ့အမှုပညာတွေကိုခြံထားရိုက်ခဲ့ပြီးဘဝတဘာကိုကူးပြောင်းသွားခဲ့တာကြာပြီပဲဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကရန်ဆိုတတိယနေ့တဲ့အထိမ်းအမှတ်အနေနဲ့အော်တိုဘာလ24ရက်နေ့ညနေပိုင်းမှာ IDF ဘန်ဖဲဝဲပွဲကိုကျင်းပခဲ့ပြီးဒီဖဲဝဲမတိုင်ခင်မှာတော့ပရိသတ်တွေတော်တော်များများစီကပွဲဆူမှုတွေလည်းရှိခဲ့ပါသေးတယ်။ ီလိုမျိုးအခက်အခဲအများကြီးတွေ့တဲ့ကမှာအဆိုတော်ကြီးအဒီနိုကတော့သူ့မှာနှလုံးရောဂါအခံရှိနေပေမဲ့လည်းတငယ်ချင်းဖြစ်သူရဲ့တခြင်းတွေနဲ့တီးဆိုးပြောပြပြီးနိုင်ဖို့ဒီပွဲမှာလည်းတီးဆိုးပြီးဝင်ရောက်အားဖြည့်ပေးခဲ့ပါသေးတယ်။အဆိုတော်အဒီနိုဆိုတာကလည်း FIBA 109ရဲ့အဖွဲ့ဝင်တီထောင်သူတဦးဖြစ်တယ်လို့မကြသေးခင်ကပဲတခြင်းတဲ့တပုတ်နဲ့အတူပြိသက်တွေစီကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးအားကျုံမန်တပ်ပြန်ရောက်လာပြီးမှ Fairway ပွဲမှာတီးဆိုးပြောပြနေရင်ရုတ်တရက်သတိလက်သွားတဲ့အထီးကိုအုပ်အုပ်တဲတဲဖြစ်ခဲ့ရပါတယ်။ ပွဲကြည့်သူပြိတ်သက်တွေအလုံးအတော်လေးကိုစိတ်ပူနေခဲ့ကြပေမဲ့လည်းအဒီနိုတယောက်ဆေးုံရောက်ပြီးမကြခင်မှာပဲကွဲလွန်သွားခဲ့ပြီဆိုတဲ့အတီးပြုချက်ထွက်ပေါ်လာခဲ့တာပါဆိုတော့ပြိတ်သက်ကြီးတို့လည်းသူချစ်တဲ့အမှုပညာကိုသီဆိုရင်ဘဝပေးသွားခဲ့တဲ့အဒီနိုအတွက်ကောင်းရမွန်ရရောက်အောင်လို့ဆုတောင်းပေးသွားကြပါအောင်ဗျာ